ိမိုင်းဆိုင်ရာပြစ်မှုတွေကျူးလွန်ခဲ့တဲ့စီးပွားရေးလုပ်ငန်းရှင် Jeffrey Epstein ရဲ့ email တွေကို American Democrat Party ရဲ့လွှတ်တော်အမတ်တွေကထုတ်ပြန်ထားပါတယ်။အဲ့ဒီထုတ်ပြန်ထားတဲ့ email တွေထဲမှာမြမအဆိုတော်ချင်းချင်းရဲ့နာမည်ပါဝင်နေတာနဲ့ပတ်သက်ပြီးတော့အမကဒါတိတာဒါတော်တော် hot hit ဖြစ်နေရဲ့ပေါ့နော်။အခုဒီပိုင်းမှာထွက်တော်ထဲမှာဒီလိုမျိုးဒီ Jeffrey Epstein နဲ့ပတ်သက်လို့ email တွေ leak ဖြစ်လာတာတွေအဲသူတို့တင်ထားတာတွေပေါ့နော်။တွေ့ရတယ်ပေါ့။အဲ့ဒါအမကနာမည်ပါနေရဲ့ပေါ့နော်။အဲ့ဒါမှန်လားမှားလားဆိုတော့အမကမေးချင်တယ်။ပထမတော့အမရှော့ရသွားတာ။အမဘောကမှအဲ့လိုမျိုးတွေတစ်ခါမှအဲ့လိုပေါ့။ပုံနေပါလေတခြားမှတခြားမှမပို့ဘူးခဲ့ဘူးကဘယ်သူမှလေ။ ပပုတ်ပြီးရဆက်တော့ဒါယူတော့မှအလိန်ညာလို့ပဲအစားထင်တာပေါ့နော်ထင်တဲ့ခါကျတော့ကိုကဒီလိုမျိုး လူတိုင်းကိုဟုတ်တယ်မဟုတ်ဘူးဆိုတော့ live ဖြစ်နေရမယ်အမမလည်းကိုယ်တိုင်တော့မှဒါအမှန်မှားလားဆိုပြီးမတင်ချာသေးတဲ့အချိန်မှာဆိုတော့မဖြစ်ဖြစ်ခဲ့ဘူးသိတာတော့လည်းမျိုးဆန်း live ဖြစ်လို့ရှိရင်ညီနဲ့ကလည်းနေ့အောင်ချားထဲမှာပဲဒီပုံလေးရရှိနေမှာပေါ့နော်ဘာလို့စီမမရဘူးတဲ့ secret link ကသိမ်းထားပေးမယ်တဲ့နေ့ရက်တစ်ခါအတွက်ဆိုပြီးအမကပြောတယ်ပြောတော့ make up ဆရာကြီးဘာတွေအားလုံးကလည်းအေးပေါ့တမီးရဲ့အမတို့အားလုံးကမင်းကလေးတွေပဲပေါ့ဟိုမဆက်ပါနဲ့ပေါ့နော်အမတို့ကူပေးမယ်ပေါ့ပေါ်လို့ရှိရင်လည်းဖုံးပေးမယ်ပေါ့ဆိုပြီးတော့မှအမတို့ရှိုက်တဲ့အခါကျတော့အမဟိုအတွင်းကတော့အမကွေ့တယ်ဘောင်းမီပေါ့နော်အတွင်းကလည်းဘောင်းမီတော့အမကွေ့တယ်ဒါမဲ့တော့အပေါ်ပရာဆရာကိုကြားတော့ပရာဆရာမပါဘဲနဲ့ဒီလိုလက်ကလေးနဲ့ဖိပြီးတော့ရှိုက်ရမယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကြောအနောက်ကလေးပါလေးရှိုက်တာပေါ့ ောเนาะအဲ့လိုအစုံပုံက၄၅၁၀လောက်တော့ပါမယ်ချင်းနေအဲ့လို post အများကြီးပေးရတာ အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့တော်တော်လေးကိုဟိုးလေးတကြိုဖြစ်သွားတဲ့သတင်းတပုတ်အကြောင်းပြောပြချင်ပါတယ်အဲ့ဒါကတော့ကဘာကျော်လူစုကြီး Jeffrey Stein ရဲ့အမှုမတန်းထဲမှာမြန်မာပြည်ကကျွန်တော်တို့ချစ်တဲ့အဆိုတော်ချင်းချင်းရဲ့နာမည်ပါသွားတဲ့ကိစ္စပါမြန်မာပြည်ကချောချောလာလာချင်းချင်းကိုပို့ပေးနေဆိုတဲ့စာသားကြောင့်လူမှုကွန်ရက်တစ်ခုလုံးမွေးနောက်သွားခဲ့တာပေါ့နော်ဒီတော့ပြည်သက်တွေအထင်မြင်လွဲမှားတာလည်းမဖြစ်ရအောင်အဆိုတော်ချင်းချင်းကိုယ်တိုင်သူမဒီကိစ္စနဲ့လုံးဝမပတ်သက်ကြောင်း နာမည်သုံးခံရခြင်းသာဖြစ်ကြောင်းရှင်းပြထားတဲ့မူရင်းဗီဒီယိုကလစ်ကိုကျွန်တော်တို့ဒီနေရာမှာပြန်လည်မျှဝေပေးခြင်းပါတယ်အီးမေးလ်တွေကို American Democrat Party ရဲ့လွှတ်တော်အမတ်တွေကထုတ်ပြန်ထားပါတယ်။အဲ့ဒီထုတ်ပြန်ထားတဲ့အီးမေးလ်တွေထဲမှာမြမအစိုးရချင်းချင်းရဲ့နာမည်ပါဝင်နေတာနဲ့ပတ်သက်ပြီးကောလာဟလဖြန့်မှုတွေအမုန်းစကားတွေကိုရင်ဆိုင်ခဲ့ရတဲ့အစိုးရချင်းချင်းနဲ့ဆက်သွယ်မိန်းမြန်းထားပါတယ်။ကဲ အခုဆိုရင်အမှန်တရားကိုရှင်းရှင်းလင်းလင်းပြတော့လို့လို့ထင်ပါတယ်ဒီလိုမျိုးမလိုလားအတဲ့ကိစ္စရဲ့တွေမှာအမှုပညာရှင်တွေနာမည်တုံးခံရတာဟာတကယ်ကိုစိတ်မကောင်းစရာပါအဆုံးထိနားစင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာမြစီမားတို့တခြားလိုမီဒီယာလေးတွေပြီးတော့တချို့ကအဲ့လိုမျိုး file လေးနဲ့လာပို့တာပေါ့နော်ပို့ပြီးတော့အမကဒါတိလာဒါကတော်တော် hot hit ဖြစ်နေရဲ့ပေါ့နော်အခုဒီကပိုင်းမှာထွက်တော်ထဲမှာဒီလိုမျိုးဒီ Jeffrey Epstein နဲ့ပတ်သက်လို့ email တွေ leak ဖြစ်လာတာတွေအဲသူတို့တင်ထားတာတွေပေါ့နော်တွေ့ရတယ်ပေါ့အဲ့ဒါအမကနာမည်ပါနေရဲ့ပေါ့နော်အဲ့ဒါမှန်လားမှားလားဆိုဒီမှာ ာမေးကြတာပထမအမရှောက်ရသွားတာအမတော့အမအဲ့လိုမျိုးတခါမှအဲ့လိုပေါ့ပုံနေပါလေတခြားမှတခြားမှမပုတ်ဘူးခဲ့ဘူးကဘယ်သူမှလေမပုတ်ဘူးရဲ့ဆရာဒါယူအမအလိန်ညာလို့ပဲအစားထင်တာပေါ့နော်ထင်တဲ့ခါကျတော့ကိုကဒီလိုမျိုးလူတိုင်းကိုဟုတ်တယ်မဟုတ်ဘူးဆိုတာလိုက်ဖြေနေရအောင်လေအမမှလည်းကိုတိုင်းကမှဒါအမှန်မှားလားဆိုပြီးမသေးချာသေးတဲ့အချိန်မှာဆိုတော့မဖြေပြစ်ခဲ့ဘူးပေါ့တိတာတော့အဲ့လိုမျိုးစတိတာပေါ့ဟုတ်ဟုတ်ကဲ့ပါအမဒီလို email တွေမှာအမနာမည်ပါဝင်နေရတဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးဖြစ်ပျက်တွေဖြစ်ခဲ့တယ်ဆိုတာလေးကိုလည်းပြောပြပေးပါရှင့် အဖြစ်ပြက်ကတော့အမအဖေပေါ့နော်အဖေကစားသူကအင်္ဂလိပ်စာဆရာစာတင်တာပေါ့အခုတော့အဖေကရတာရည်သွားပြီပေါ့ဆိုတော့သူအဲ့လို embassy တို့နိုင်ငံသားတွေဒီမှာမြန်မာနိုင်ငံမှာလာလို့လို့ရှိရင် company တွေကနေသူတို့သားသမီးတွေကိုကြောင်းနေထားတယ်လေအဲ့လိုနိုင်ငံသားကြောင်းနေထားတဲ့အခါကျတော့ရှင်အင်စာတွေပဲလောက်တဲ့အခါကျအခက်ခဲရှိတယ် တချို့ကြပြင်သစ်တွေအီတလီယန်တွေစပန်နစ်တွေပါတဲ့ခါကျတော့သူတို့အဲ့လို homework တွေပဲလုပ်တဲ့ခါကျတော့အဆင်မပြေဘူးအင်္ဂလိပ်နဲ့ပတ်သက်လို့ပေါ့နော်အင်္ဂလိပ်စာနဲ့ပတ်သက်လို့အဲ့ဒါမျိုးဆိုအမကကတင်ပေးတာပေါ့စတင်ပေးတာအဲ့တော့အမအဲ့ဒီအချိန်မှာအမ modeling လည်းလုပ်နေတယ်ပြီးတော့အဲ့ဒီတချင်းဆိုပြန်ပွဲလည်းဆိုပြီးတော့မှအခွေပိုင်းလည်းထွက်နေတဲ့အချိန်ပေါ့နော်ဆိုတော့2017ဝင်းကျင်ပေါ့ဆိုတော့အဲ့ဒီအချိန်မှာအမအဖေနဲ့တူတူစနေနေ့ဆိုလည်းလိုက်သွားတာပေါ့သူတို့အိမ်မှာလေစာတင်လို့ရှိရင်အဲ့ကလေးတွေနဲ့ဆော့အဲ့ကလေးမှာ၂ရက်လောက်၃ရက်လောက်လူရှိတယ်သူတို့အိမ်မှာအဲ့လိုတနေ့ကျတော့အဲ့အမျိုးသမီးပေါ့ပြင်သစ်ပြင်သစ်ပေါ့နော်ပြင်သစ်အမျိုးသမီးကဟိုအမထင်တော့ပြင်သစ်တော့ဖြစ်မယ်ထင်တယ်ပေါ့ပြဿနာအမသူနဲ့သူ့ feature ကိုကြည့်ရတာလေဟို American တော့လည်းမဟုတ်ဘူးတင်ကြတယ်သူအဲ့လိုပြင်သစ်လိုမျိုးစကားပြောတဲ့ accent ကအစကွာသူရဲ့ level လေးတွေလို့မျက်နှာပုံစံတွေပါတွေကပြင်သစ်အဲ့လိုမျိုးပြင်သစ်တို့နောက်တိုင်း Europe ဆန်တာပေါ့ဆိုတော့အဲ့သူကပြောနေတယ်သူကအမောက်လာပြောတယ်တမီးတယ်တမီးပုံစံကိုအလီကြည့်ရတာပေါ့နော်ဟိုအရန်ကြီးအနောက်တိုင်းက European models ပုံစံပေါက်တယ်ပေါ့နော်အဲ့တော့လည်းတမီးရဲ့ကြီးမျက်နှာပုံစံအယိုးစစ်ပုံစံကဒီမှာဒါတမျိုးစိုက်စိုက်ချင်မှစိုက်လို့ထားပြီးအနောက်ပိုင်းမှာဆိုတော့တမျိုးပုံစံကအရှမ်းပုံမှာအလောက်ကရလာလွယ်တော့ဖြစ်တမျိုးကတော့ဖြစ်နေတဲ့ခါကျတော့ Monterey Career Career Track ကို မစူးစမ်းခြင်းဘူးလားပေါ့နော်သူအမကလည်းပြောတယ်ပြောရစင်ပါမလည်းကောလည်း modeling လုပ်နေတယ်ဟလာပြီးသွားတဲ့ခါကျတော့မိဘကလည်းဒီချက်ဘက်ကပုတ်ပြီးကောင်းမွန်မွန်ထားတယ်အဖေလည်းစားတင်ရတာပင်မန်းနဲ့အသက်လည်းကြီးနေပြီဆိုအမစိတ်ထဲမှာအိုးဒါဆိုလို့ရှိရင်ငါမိဘကငါလှုပ်ကြွေးဖို့အတွက်အခွင့်အရေးလေးတစ်ခုရပြီပေါ့နော်ဆိုတော့လုပ်မယ်လို့ဘာဖြစ်ဖြစ်ကျမဒီအနုဒီ modeling ကို Paris တို့ဘာလို့မှလောက်ရမယ်ဆိုရင်တော့ခုခုတော့အခွင့်လမ်းပဲလေပြတော့သူကလည်းပြောတာ L magazine တို့ပြီးတော့ Clarence တို့အဲ့လို magazine တွေမှာနေမပါချင်ဘူးလားပေါ့နော် ဟိုညနေဖုံးနေကြောင်ကြတွေမရိုက်ချိန်ဘူးလားပေါ့ဒါဆိုပတ်စံအများကြီးရမှာပေါ့နော်ဆိုတော့ညို့ဒီအခွင့်အရေးရအောင်ငါကချိတ်ဆက်ပေးမယ်ဆိုတော့ကိုကလည်းပြော့သွားတာပေါ့နော်ဆိုတော့ငယ်လဲငယ်သေးတော့ဟိုစိုးတီမှန်တီကောင်းတီဆိုတော့မခွဲစားတတ်ဘူးအဲ့လေသူကအမတရက်ကြတော့သူ့ရဲ့အိမ်အပေါ်တက်ကအိတ်ခမ်းထဲကိုခေါ်သွားပြီးတော့မှသူ့ရဲ့လက်လက်ဝတ်ရဲနာတွေပေါ့အဲ့လိုဟိုဘယ်လိုပြောမလဲငါလည်းရှူတင်ရိုက်တဲ့ခါကျလို့ရှိရင်နေဝေးဖို့အတွက်ငါတို့အရာတွေပါမက်စ်ဖြစ်မဖြစ်အရာကလာလှမလှပေါ့နော်ဆိုရင်လည်းဆိုတော့အမသူ့အိတ်ခမ်းထဲခေါ်သွားတယ်ပြတ်ပစ္စည်းတွေပါရွေးကြတာပေါ့ပြတ်သူကသူကိုယ်တိုင်ပဲအဲ့ဒီနောက်ရက်တွေကျတော့ အမောင်စစ်တဲ့တဲ့လဲဖာစားလို့ဘာသူကိုလိုက်မယ်အခုစားတဲ့ဆိုင်တွေကစားသူကိုလိုက်မှဆင်ပေးတယ်တော့ဝေရနာတွေကစားဆိုင်တွေပေါ့အကုန်လုံးသူပဲလုပ်ပေးတာအဲ့တော့အမရှူတင်တဲတာအမမိတ်ကဆရာတွေပါလဲပါတယ်ရှူတင်တဲတော့ပထမအဆောင်ဘယ်လိုပြောမလဲလေးကားဆောင်ကအဆင်ပြေနေတယ်ပေါ့နော် တင်းအောင်ဆိုအဆင်ပြေနေရယ်ဆိုအဲ့လိုမျိုးဟိုခေါင်းဝင်းလေးအဲ့လိုမျိုးကွာတည်ရမလားဟိုစကတ်တွေပါရင်းနဲ့ဘောင်းမီတွေပါရင်းနဲ့ရှိုက်ရတာပေါ့နော်အဲ့ကဘာကြီးဖျားလန်းရယ်ပြီးသွားတဲ့ခါကျတော့အဲရွှေတုံဖျားစောင်းတန်းပေါ့နော်မြောက်ဖက်လားတောင်ဖက်လားမသိအဲ့မှာအမရိရှိုက်တယ်ပြီးသွားတဲ့ခါကျတော့အဲ့လိုပေါ့နယံနေလန်းစားတွေအဲ့တဲမှာဝစ်ဆောင်နေတဲ့အချမ်းချမ်းဆိုရဲဟိုနာမည်ရေးပြီးတော့မှနောက်ခံထားပြီးတော့လေအဲ့လိုရှိုက်တာအရိုက်ပြီးတော့လေးကားဆက်ဆုံနဲ့ပြီးသွားရောအမတို့မင်းရောစာပြနေလိုက်တာနဲ့ပြီးသွားတော့နောက်ပေလားညလာတော့မမှတ်ပြီးတော့ तू ကနောက်ဆက်သစင်းထတ်တယ်ရရှုတယ်အဲ့ဆုတဲ့တဲ့အစိမ်းမှာ သူကဘာပြောလဲဆိုတော့ဒီတစ်ခါကတော့အဝိစာမပါဘူးပေါ့နော်မြန်မာလေးရရမှာအဝိစာမပါဘူးလို့ပြောတဲ့ခါမျိုးကော့ကြောင်သွားတာရှော့ပြရသွားတယ်ဟစ်အရင်လည်းလန့်သွားတာပေါ့နော်ဘာဖြစ်လဲအမားရဲ့ culture အရာဆိုလို့ရှိရင်အမားအခုဟိုအမားနိုင်ငံမှာဆိုရင်ဒီကွာအခုနောက်ပိုင်းမှာလူတွေက vegan တွေရေကိုင်းကြီးတို့ဝင်လာကြတာလေအတူပြက်တွေဝင်လာကြတာကိုမြင်မြင်လာကြမယ်ဒီနေ့ကြာသွားတာအရင်တော့ကအဲ့လိုမျိုးတွေအရင်ရှားရတယ်ရှားတဲ့အခါကျတော့အဲ့လိုမျိုးဟိုနေ့ကကြည့်ရှားရမှာဆိုအဆင်မပြေဘူးလို့ဒါကျမတို့ကဆက်တဲ့လည်းအဆင်မပြေဘူးကျမအနေနဲ့ဒါမျိုးတော့ရမယ်ဆိုတော့ကျမမရိုက်ချင်ဘူးလို့ပြောတော့ပတ်ဘူးတဲ့ ဒီအတားတွေကအနောက်တိုင်းမှာအစမ်းကြလည်းမဟုတ်ဘူးပေါ့နော်ပြီးတော့ဒီ modeling industry မှာဆိုလို့ရှိရင်အနောက်တိုင်းမှာဆိုလို့ရှိရင် magazine တွေဘာတွေမှာဆိုလို့ရှိရင်ရေမွေးကြော်ညာတွေဘာတွေဆိုရင်လည်းဟိုဘယ်လိုပြောမလဲတုံးလုံးကြီးမဟုတ်ဘွာဟိုအဝိပဝါဘာလေးနဲ့ပဲခြိုက်ကြတာပေါ့နော်နောက်ကြောထားပြီးတော့မှတကူလုံးချုပ်ပြီးခြိုက်ကြတာအထူးစားမဟုတ်ဘူးတဲ့အဲ့တော့နေတကယ်လို့သူတို့စီမှာအလုပ်လုပ်ချင်တယ်ဆိုလို့ရှိရင်တော့သူတို့အနောက်တိုင်းနဲ့ညီမျှတဲ့ရှင်ချင်းမှုဟို အလုပ်ကိုလက်ခံရမှာဖြစ်တဲ့အတွက်ကြောင့်လုံလိုက်မှရမယ်တဲ့ဘာမှ treasury room မဟုတ်ဘူး။ရိုက်ဖြစ်လို့ရှိရင်နေနဲ့ငါနဲ့နှစ်ယောက်ကြားထဲမှာပဲဒီပုံလေးကရှိနေမှာပေါ့နော်။ဘာလို့ဒီမှာမရဘူးတဲ့ secretly ငါစိမ်းထားပေးမယ်တဲ့နေ့ရက်တစ်ခါအတွက်ဆိုပြီးမှပြောတယ်။ပြောတော့အော် make up ဆရာကြီးပါလေအားလုံးကလေအေးပေါ့တနည်းအမားတို့အားလုံးက main ကလေးတွေပဲပေါ့။ဟိုမဆက်ပါနဲ့ပေါ့နော်။အမားတို့ကုပေးမယ်ပေါ့။ပေါ်လို့ရှိရင်ဖုံးပေးမယ်ပေါ့ဆိုပြီးမှအမားတို့ရိုက်တဲ့အခါကျတော့အမားဟိုအတွင်းကတော့အမားကွတ်တယ်။ဘောင်းမီပေါ့နော်။အတွင်းကလည်းဘောင်းမီတော့အမားကွတ်တယ်။ဒါပေမဲ့သူအပေါ် brush ဆရာကိုကြားတော့ brush ဆရာမပါဘဲနဲ့ဒီလိုလက်ကလေးနဲ့ဖိပြီးတော့ရှိုက်ရမယ်ပေါ့နော်။ဆိုတော့အဲ့လိုမျိုးကျောင်းနောက်ကလေးပါလေးရှိုက်တာပေါ့နော်။အဲ့လိုအစုံပုံက၄၅၁၀လောက်တော့ပါမယ်ချင်းနေအဲ့လို post အများကြီး းပေးရတာပေါ့ပေးလိုက်ပြီးတော့တော့အမောင်မေးတယ်မေးတယ်တကယ်ပေါ့နော်ဟိုဒီနိုင်ငံကနေပြီးတော့မှကိုယ့်ရဲ့ moral career ကိုရှေ့ဆက်ချင်တယ်ဆိုလို့ရှိရင်မေးတယောက်တည်းသွားရမှာတဲ့သွားနိုင်တာပေါ့ဆိုတော့အမစဉ်းစားလိုက်တယ်အမတော်တော်လေးကြံ့သွားတယ်ဘာဖြစ်လဲဆိုတော့အမရဲ့အဖေအမေတွေကိုအမထားခဲ့ရမယ်ကွာတိလာပြီးရဲ့အခါမှာအမချစ်တဲ့တကယ်ချင်းနဲ့မိတ်ဆွေတွေအမရဲ့ဘယ်လိုပြောမလဲဟိုအပေါင်းအသင်းတွေနဲ့ကရီယာကြီးတစ်ခုလုံးကိုထားခဲ့ရပြီးတယောက်တည်းဟိုမှာ start from the bottom ပေါ့နော် from the scratch အစကနေပြန်စရမယ်ဆိုတော့အမအရင်ချက်တယ်တောင်းလို့သွားလေငါမလုံးမလောက်ချင်တယ်လို့ဘာဖြစ်လဲဆိုတော့ဒါမျိုးကဟိုတခုခုဖြစ်ခဲ့လို့ရှိရင်လည်းဘသူ့ကိုအကူအညီတောင်းမှလည်းမသိဘူးခုမှစိတ်မျိုးနှီးစက်တယ်လည်းမရှိဘူးလေအဲ့ဒီအခါကျစဉ်းစားတာပေါ့နော် ကျမမလုပ်ရဲဘူးလို့တယောက်တည်းသွားမယ်ဆိုရင်ကျမအဆင်မပြေလို့ဘူးချင်တယ်လို့အမေတို့တိုင်မလာဘူးမယ်လို့အဲ့ဒါအမကအမေတို့ပြောပြတယ်ကွနော်ဖေနဲ့အမေတို့ဒါပေမဲ့အမအဖေနဲ့အမေတို့အမကတို့တို့အဲ့လိုမျိုးနုတ်နီးပါးရိုက်တယ်ဆိုတာမျိုးတော့အမမပြောပြလိုက်ဘူးဘာဖြစ်လို့ဆိုအမရှက်လို့ပေါ့နော်ရှက်လို့ဆိုတော့အဖေလည်းရှိအမေလည်းရှိရှေ့မှာတော့အဲ့ဒီခုမြန်မာရင်ချင်းမှုကြလဲမပြောချင်ဘူးကိုအဲ့လိုတုံးလုံးနီးပါးရိုက်ခဲ့တယ်ဆိုတော့ဒါတော့ तू ကတော့အလုပ်ငန်းအရရိုက်ရမယ်ဆိုလို့အမရိုက်ခဲ့တာဟုတ်ဆိုတော့အဖေတို့တမီးအားလို့ဟိုပဲရစ်ကိုပေါ့နော်ပြင်သစ်ကိုသွားရမှာလို့အဲ့ဒါအားလို့တကယ်လို့ဒီလုပ်ကိုလက်ခံမယ်ဆိုရင်ဘယ်သူမှလိုက်လို့မရဘူးလို့ပြောတယ်လေပြောတော့အဖေကအမေရောအဖေကစိတ်ပူထွားတာပေါ့နော်အမေကိုကြည့်တော့အမေကစိတ်မကောင်းဖြစ်တယ်တမီးရဲ့ ဲနဲ့မသွားပါနဲ့ပေါ့နော်ဒီမှာလည်းတမီးလုံးနဲ့တမီးရဲ့ပြိတ္တနဲ့တမီးရှိနေတာပဲပေါ့အမေတို့လည်းအရန်ကြီးကိုဒီလိုမျိုးစားမယ်တောက်ရမယ်လည်းမဟုတ်တဲ့အတွက်ကြောင့်ဒီအဖေရှားလေးလာစားတယ်အဆင်ပြေပါတယ်တဲ့ဟိုမချမ်းသာသွားရင်တော့မှကွာဟိုစားနိုင်တောက်နိုင်နေဆိုရင်တော့ပြီပေါ့တဲ့ဟိုတမီးလက်ကရီယာလေးတစ်ခုဒီမှာရှိနေရပဲဆိုတော့အဲ့ဒါမှလည်းဆုံးထားလိုက်တယ်အော်ငါလည်းငါပေမျိုးလှုပ်ကျွေးနေရပဲဟလာကိုလည်းအနာရှိမှလည်းအမေဖေကိုကြည့်နိုင်ပါလေဆိုတော့ကိုဟိုရောက်သွားရင်ဘာဖြစ်မလဲဆိုတာမသိနိုင်ဘူးပေါ့နော်အမေကလည်းပြောတယ်ကိုရောက်သွားရင်ညီဖြက်စီသွားရင်ဘယ်လိုလုပ်မလဲဟလာဆေးသုံးသွားရင်ဆေးဆွဲသွားရင်တရားရောက်ကဖြက်စီလိုက်ဘယ်လိုလုပ်မလဲဆိုတော့မသွားပါနဲ့ဆိုတော့အမမသွားတော့ဘူးဆိုဆုံးဖြတ်လိုက်ပြီးတော့မှအဲ့အမျိုးတမျိုးပြန်ပြောလိုက်တယ်ငါ ားလို့မသွားပြစ်တော့ဘူးလို့ဘာကြောင့်လဲဆိုတော့ငါ့အဖေမျိုးလည်းငါမထားခဲ့နိုင်ကြလို့ငါကန်တတိလေးရတယ်ငါကြီးကြီးပဲလုပ်တော့မယ်ပေါ့နော်ဟိုဘယ်လိုပြောမလဲမဆက်စားချင်တော့ဘူးအဲ့လိုမျိုးလေးသူပြောလိုက်တာပေါ့ပြောလိုက်တော့စိတ်မကြဘူးသူနဲ့အမနဲ့ဆက်သွယ်လည်းမရှိတော့တဲ့အတွက်ကြောင့်နောက်ပိုင်းမှာဘာဖြစ်သွားလဲဆိုတော့အမသူနဲ့ဆက်သွယ်မရတော့ဘူးပေါ့နော်အဲ့နဲ့သူနဲ့ဆက်သွယ်ပြတ်သွားတာပေါ့ပြတ်နောက်ပိုင်းလည်းသူတို့လည်းအဖေနဲ့ဆက်မဆက်မတင်ပြစ်တော့ဘူး၃လလောက်ကြာတော့ပြောင်းသွားတယ်လို့ပြောတယ်ဟုတ် ်ဟုတ်ကဲ့အဲဒီလိုမျိုးပါဝင်နေတဲ့အပေါ်ပေါ့နော်တကယ်ဖြစ်ခဲ့တာတွေကိုသိချာမသိပဲနဲ့အဲအမအကြောင်းနဲ့ပတ်သက်ပြီးအဲကောလာဟလာပြောဆိုမှုတွေကိုတွေ့ရပါတယ်အဲဒီကောလာဟလာပြောတာတွေကိုကြုံရတဲ့အခါဒီပေါ်မှာရောအမဘလို့သဘောထားပါတယ်လေရှင့်ဘလို့တော့ခါလဲဆိုညီမရေဆက်ဆက်ချင်းရတော့တော်လေးကို shock ပြရတာပေါ့နော်ပြီးတော့တော်လေးစိတ်မကောင်းဖြစ်တယ်ဘာဖြစ်လဲဆိုအမတို့ဘလို့ပြောမလဲအမရဲ့ဘဝမှာအမကဘယ်တော့မှမအဲ့လိုမျိုးတွေခဏကိုရောင်းစားခဲ့တဲ့လူမျိုးမဟုတ်ဘူးလीနော်ပြီးတော့ဒီလိုအလုပ်မျိုးတွေလည်းအမလုပ်ခဲ့တာမျိုးလည်းမရှိဘူးဒီလို VIP နဲ့အရှုပ်တော်ပုံတွေနဲ့ပတ်ဝန်းပတ်သက်ဖို့နေနေအမရဲ့ဘဝမှာလေ ေတချင်းဆိုပြီးအိမ်တန်းပြန်တာမြန်မာနိုင်ငံမှာရှိသမျှစပွန်ဆာပေးရတဲ့ပုံစံကိုဘယ်သူရောက်ရှိမယ်တော့မှမသိဘူးပွဲပြရတဲ့အိမ်တန်းပြန်တာစပွန်ဆာယူဖို့နေတဲ့တာအဲ့လိုလူအကြီးကြီးတွေ VIP တွေနဲ့ပတ်သက်ဖို့ကဝေးလာဝေးကွာတိလားအိမ်နဲ့အလုပ်နဲ့မရှိတာဆိုတော့ဒီလိုလူမျိုးကိုဘိုင်းနေတော့မှအမရဲ့ရုပ်အသွင်ပြင်ကိုကြည့်ပြီးတော့အမကိုပြောကြတယ်ဆဲကြတယ်လောင်ကြတယ်ကွာအမရဲ့ရင်းခွဲတဲ့အကြောင်းအရာအဓိကတို့တော့မဖြစ်ခဲနဲ့မှာအမရဲ့ဟိုဘယ်လိုပြောမလဲ personal ကိုကြည့်ပြီးတော့မှအသက်လက်ဆိုကြည့်ပြီးတော့မှရုပ်သွင်ပြင်လက္ခဏာကြည့်ပြီးတော့ဘိုင်းတိုက်ခိုက်ကြတယ်ပို့ဆိုးတာ <laughs> 看啥呢？哦，刘叔啊，现在超不顶了。他妈的，刘他妈直接把你锁嘛！卡宴哪？你个破行车过来。你他那个当官的说，他那个弟人家说，哎，我他妈哎，他爸爸当的了，有钱没？他妈的，你他妈哪能说？他妈的，你他妈你他妈的，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 你他他妈的，你他你他他妈他妈的，你他妈妈的，你他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 妈的，你的，他妈的，你他的，你他妈的，你他的，你他的，你他妈的，你他他妈的，你他妈的，你 ဘယ်လိုပြောမလဲထုံးစံတိုင်းပေါ့ကိုမျက်နှာကို profile comment မှာမမြင်ရင်ဝင်ဆဲလိုက်မယ်ဟဲ့ဝင်ရင်မိတိုက်ခိုက်လိုက်မယ်ဟဲ့သူ့ဘယ်လိုအပုတ်ချလိုက်မယ်ဟဲ့မကောင်းပြောလိုက်မယ်ဟဲ့ဆိုတဲ့လူတွေက80ရာခိုင်နှုန်းရှိနေကြတဲ့အခါမှာသတင်းမီဒီယာတခုကလည်းသူတို့သတင်းဖြစ်ရေးပဲတင်လိုက်တဲ့အခါကျတော့ပြောချတာပေါ့နော်ကိုကတော့ကိုယ့်ရဲ့ဘဝအတွေ့အကြုံမျိုး sharing လုပ်လိုက်ပြီးမယ်သင်ခန်းစာသူတို့အတွက်မရသွားတဲ့အပြင်ကိုဒီဟာကိုစိတ်ဝင်စားဖို့လူတယောက်ကိုဟဲ့ဒီကောင်မရုပ်ဆိုးလိုက်တာမြို့များနှားနေလို့ဘယ်ကသူကပြောလို့တော့နင်းမျက်ခွတ်နဲ့ဆိုတော့အဲ့ဒီခါမျိုးတွေကပို့ပြီးတော့မှမှတိုက်ခိုက်တာပေါ့နော်အမကတော့ပြဿနာလည်းမရှိဘူးဘာမှမဖြစ်သွားပြီးမယ်ဒီလိုပြောတဲ့ဟာကြီးကဟိုဘယ်လိုပြောမလဲလူတယောက်ကဖတ်တာမဟုတ်ဘူးလေနော် ခါဘာလုံးမှရှိတယ်အမရဲ့မိတ်ဆွေတွေအမအတိမိတ်ဆွေတွေနိုင်ငံသားသားတွေဟာအကောင့်မောက်ဖတ်တဲ့ခါကျတော့အိုးမြန်မာဆိုတာဒီလိုမျိုးလားကိုယ့်ရဲ့ဟိုအနုပညာရှင်တယောက်ကဒီလိုအချက်တဲချောက်သွားတဲ့အချိန်မှာတော့ဘာမှမထိုးတတ်ကြတာအချင်းချင်းပါလားဆိုရင်ဟာလေးကိုဒီနိုင်ငံသားသားတွေမြင်သွားတာပေါ့နော်ငါတို့ကတော့ညို့ဖေးဖေးမမနဲ့နေအခုလိုဖြတ်တန်းခဲ့တဲ့ဟာကိုငါတို့က support ပေးနေတဲ့အချိန်မှာနေ့ရဲ့နိုင်ငံသူတွေနိုင်ငံသားတွေကဟိုစဉ်းစားနေမဲ့ဆိုတဲ့ဒီအဖြစ်ပြက်ပေါ်မှာဟိုတင်ကန်းစာမယူပဲကိုယ်ချင်းမစားဘဲနဲ့မြန်မာတရားကိုဝိုင်းပြီးတော့မှအတင်ပြင်ကိုချိန်ပြီးထိုးနှက်နေလိုက်တာဘလို့လူတွေလဲခန်းစားရခန်းစားချက်မဲ့လိုက်တာလောက်ရလိုက်တာဆိုတဲ့ဟာမျိုးတွေဆိုကိုယ်ကပုံရှာမှာ 我晓得我能看啥，可你又在给我不看啥来着呢？阿妈也只讲你有这个，只路绝绝的，真 <noise> 的，真的自己朋友能弄了吗？就像在火车站么呢？我讲，阿妈，果然阿妈就说，一为伊出来嘛，每天就看阿片啊，阿说，阿妈的，人家吃那个香菇。 ရှုပ်စင်တယ်ကွာတိကိုရဲ့အလုပ်ကကရီယာတစ်ခုနိုင်ငံခြားမှာ modeling ကလုပ်ဖို့အတွက်ဆိုရစိတ်နဲ့လက်မထောက်ရိုက်ပေးခဲ့တာဒါပေမဲ့အခုလိုမျိုးကြီးဟို Jeffrey Epstein နဲ့တခြားအဲ့လို model agency ကလူတွေနဲ့ကပေါင်းပြီးတော့မှဒီလို VIP တွေပေါ်မှာအမရဲ့ဓာတ်ပုံမျိုးရောင်းစားနေတယ်အဲ့လိုလူကောင်ကူးနေရဆိုတာအမတိလိုက်ရတဲ့အချိန်မှာအမရှော့အရေးရတယ်ဟုတ်ပါဆိုအမအခုချိန်မှာအမတမီးလေးနေတယ်အမကွာလေးစိတ်နေနေတာကွာတိလားတော့ဒါအမရဲ့ image ကိုရမ်းထိခိုက်တယ်ဆိုတော့အမကအလကားနေနေတယ်မှာလူတကာရဲ့ဆဲတာကိုခံရတယ်လူတကာရဲ့အဖြစ်ပြောတာခံရတယ်မိခင်တရားမီနဲ့တာသမီးကိုဟိုဘယ်လိုပြောမလဲကိုကပြည့်စုံပြောတာမျိုးချိန်မှာဒီလို comment တွေရှားတယ်မှာအမကိုဘယ်လောက်ထိစိတ်ကြအရာ ကိုဟိုစုံစုံမြောက်အောင်အမစိတ်ကြကြအောင်လှုပ်လိုက်တဲ့သဘောပဲပေါ့နော်ဒီ comment တွေကဆိုတော့ဒါအမရဲ့ career အတွက်အများကြီးထိခိုက်တာပေါ့နော်ဒီသတင်းတက်လာတာဒါပေမဲ့အမအခုချိန်မှာလည်းအမရှင်းပြနေတယ်အမစိတ်ကိုအရှိန်ဆုံးထားပြီးတော့မှစိတ်ကိုအထင်ရှားထားပြီးမှရှင်းပြတယ်ဆိုတာကလေမြန်မာနိုင်ငံကလူငယ်တွေအဲ့လိုမျိုးကြားဖြတ်နေလူလိမ်နေတဲ့လက်ထဲမှာဘဝတွေမပြတ်သွားအောင်လို့ပြတ်သွားတဲ့လူတွေရှိနေတယ်ဒီလိုလူတွေကိုချင်းစာနိုင်အောင်လို့ဆိုရဲတင်ကန်းစာလေးနဲ့အမအမရဲ့ကိုကိုတွေ့ experience ကိုရှင်းပြပေးတာပေါ့နော်ဒါတွေနားလည်ဖို့ဆိုတာက လူတိုင်းကတော့အမနားလည်မှာမဟုတ်ဘူးဒါပေမဲ့တကယ်စဉ်းစားဉာဏ်ရှိတဲ့လူတကယ်ကိုချင်းစာသိရှိတဲ့တို့မြန်မာလူမျိုးတချို့တော့ဘက်အတွက်တော့ထိရောက်သွားတယ်ဆိုပြီးအမချင်းနေပါလေအမပြောခဲ့တယ်လို့ပေါ့နော်ဒီကိစ္စတွေမှာအမဟာမသိလိုက်ပဲမျက်နှာခဲ့ရတာဖြစ်တယ်အအမပြောခဲ့တဲ့အချိန်မှာဒီကြားဖြတ်နဲ့ပတ်သက်ပြီးတော့လေဒီနေဆက်မှာရောင်းစားခံရတဲ့ကိစ္စတွေကိုလည်းပြောသွားတဲ့အခါမှာပေါ့နော်အဲဒီလိုမျိုးမသိလိုက်ပဲနင်နာခဲ့ရတဲ့သူတွေနဲ့နင်နာသူတွေနဲ့ပတ်သက်ပြီးအမဘယ်လိုမျိုးအကြံပေးချင်ပါသလဲရှင့်အကြံပေးချင်ဆိုတော့ဒီအမမြန်မာနိုင်ငံမှာကွာတလား မီဒီယာတွေကထားပါတော့เนาะတခုခုတင်ပြီဆိုလို့ရှိလို့ရှိရင်ခေါင်းစဉ်တက်တာကဆာဒီလူတယောက်ကိုကြည့်ချင်လာအောင်ဆိုပြီးတော့မှဟိုဒီလိုပြောနေအတိတ်တည်းမရှိတဲ့ခေါင်းစဉ်တွေတက်တယ်ပေါ့ဒီလူတယောက်ကိုစော်ကားပြီးတော့မှလုပ်စိတ်ဝင်စားလောက်တာဖြစ်တာအမှားနဲ့မီဒီယာအဲ့ဒါမရှိဘူးပေါ့เนาะအမှားအလားအရင်ဆုံးပြောချင်တယ်အခုလိုမျိုးစားဖြန့်လို့မြေပြင် online ကနေငွေလိမ်စားတဲ့လူတွေအများကြီးရှိတယ်ဒါတွေကိုပြည်သူတွေကိုနားလည်အောင်ပညာပေးရှင်တွေဒီတည်တင်းတွေကိုမျှဝေရှင်တွေဆိုလို့ရှိရင်စစ်မှန်တော့စိတ်ဝင်စားခြင်းဖြစ်တယ်ဒီလိုတက်တာဟောတည်တင်းကိုပြောလိုက်လို့ဆိုလို့ရှိရင်အဲ့လူကို လူတွေအတိတ်ဆန္ဒနဲ့ကိစ္စမျိုးဟုတ်ပြီးနေတကြတကြတည်းကအစလူတယောက်ကိုကိုကျင်းဆန္ဒတဲ့စိတ်နဲ့လူတယောက်ရဲ့ဘဝကိုဟိုချပြတဲ့သတင်းဌာနမျိုးဖြစ်ကြမယ်သတင်းပေးတဲ့ဟာမျိုးဖြစ်ကြမယ်အဲ့လိုမဟုတ်ဖဲနဲ့မှလူစိတ်ဝင်စားအောင်လူကောင်းစီတစ်ခုကိုဆွဲတက်လိုက်ပြီးတော့မှချပြတဲ့အကြောင်းများလူစိတ်ဝင်စားကြမကောင်းဘူးဆိုလို့ရှိရင်အမားတို့ပဲဟို victim တွေက blame ခံရတာကွာပြောခံရတာဒီလားအမားတို့လို survivor တွေအနေနဲ့ကခုတ်ထက်အများကြီးဘဝတွေဖြစ်ဆိုရလူတွေအများကြီးရှိတယ်ဆိုတော့ကိုမဖြစ်သေးသေးဒီလိုလူတွေကိုလှောက်နေမှလားကိုမခံစားရသေးသေးကိုမချွတ်ကြုံရသေးသေးဒီလိုလူတွေကိုအဖြစ်ပြောနေမှလားအဲ့ဒီစိတ်သက်ကိုလေအမမြမပြည်သူတွေကိုလေပြင်စေခြင်းနဲ့ ကအမနိုင်ငံတိုင်းကသွားလို့စကကြီးစကကြီးပြောတာတော့မဟုတ်ဘူးဒီမြန်မာနိုင်ငံကလည်းတခြားတော်တော်များများဒီအနောက်နိုင်ငံတွေရောနိုင်ငံခြားသားတွေတော်တော်များများအဲ့လိုမျိုး survivor ဖြစ်သွားတဲ့လူတွေ victim တွေကိုလေတအား support ပေးချတယ်သူတို့ရဲ့ဘဝအနေသူတို့ရဲ့ trauma တွေကိုဒီလို sex offenders တွေနဲ့ပတ်သက်လို့ပေါ့နော် human trafficking လောက်ခံရတဲ့လူတွေဟာ sex နဲ့ပတ်သက်လို့ abuse လောက်ခံရတာအဲ့တော့သူတို့ကသူတို့ယုံကြည်မှုမရှိတော့ဘူးအားငယ်တယ်သူတို့ကတို့တို့ရောမမှမသိတော့ဘူးပေါ့နော်သူတို့ဘဝတခြားလုံးဝအစိမ့်တွေကုန်ခဲ့တယ်မကောင်းမှုတွေနေတယ်ဒါတွေကိုကိုချင်းစာမဲ့လူမရှိတဲ့အခါမှာအဲ့လူတွေတို့ကိုတို့ တော်ခံစားရတယ်အပင်လူပေါ့နော်အပူလူလူဖြစ်သွားတာဘောပါပယ်ခံရတယ်လို့ပဲအဆန်မျိုးမဖြစ်သင့်ဘူး community တွေကစိုက်ခေါ်ပါတယ်ဒီတော့နိုင်ငံမှာစဒီလိုမျိုးပြန်လဲပြီးရှင်းတန်ဖို့အထိုက်တွေအများကြီးယူရတာ processing အများကြီးရှိတယ် healing တွေပြန်လုပ်ရတယ်ကျတို့တို့ရဲ့စိတ်ချမ်းသာရေ mental လေးအရာ emotional လေးအရာတို့ခံစားရတဲ့အရာတွေအားလုံးကိုကိုချင်းစာနာစိတ်နဲ့ comment လေးတစ်ခုပေးလိုက်ဖို့ကိုချင်းစာနာစိတ်နဲ့ဟိုဘယ်လိုပြောမလဲအားပေးလိုက်ဖို့ဝင်လင်းနေကြတဲ့ comment တွေတွေ့ရတဲ့ခါမှာအားကိုအမမြန်မာပြည်သူတွေအတွက်ရှင်းလင်းနေတယ်စိတ်လည်းမကောင်းဘူးပေါ့နော် JPF sign နဲ့ဒီဒီအရှုပ်တော်ပေါ်မှာကိုယ့်ရဲ့နာမည်ပါလာလို့ မမဟုတ်ပါဘူးဒီတစ်ခါအပြင်မှာကိုယ့်ထက်ဘဝဆိုးပြီးမှရောင်းစားခံရတဲ့ကလေးတွေရှိမယ်ချားပြရတယ်ငွေလိမ်သွားလို့ဘဝတွေပြတ်သွားတဲ့လူတွေရှိမယ်လူလူလူချင်းမစားနာဘဲနဲ့မှကိုလက်အင်္ကာတွေရောင်းစားခံရတာတွေဟဲ့လားဟိုငွေချင်းလိမ်လေသွားလို့ဘဝတွေပြတ်သွားတဲ့လူတွေငငယ်ရွယ်နဲ့အကျိုးရေးပြတ်သွားတဲ့လူတွေဟိုအနောက်ပေးမယ်ပြောပြီးတော့မှရောင်းစားခံရတဲ့လူတွေဒါတွေဟာသူတို့ကပျော်လို့လို့ဒီဟာတွေလက်ခံခဲ့ကြတာမဟုတ်ဘူးဒီလိုလူလိမ်တွေကနေရအနှံ့မှာရှိတယ်မြန်မာနိုင်ငံမှာမဟုတ်ဘူးနိုင်ငံတိုင်းနိုင်ငံတိုင်းမှာအိန္ဒိယမှာလည်းရှိတယ်ဂျပန်မှာလည်းရှိတယ်ကိုရီးယားမှာလည်းရှိတယ်အမေရိကမှာလည်းသူတို့လှမ်းလိမ်ကြတယ်ဆိုတော့ဒီလိုမျိုးချားပြလိုမျိုးလူလိမ်အဖွဲ့ကြီးဆိုတာကဒီတလန်းနဲ့မရနောက်တလန်းနဲ့လိမ်ပါပဲအဲ့တော့ က်ကိုသားသမီးလေးတွေရဲ့ဟာလာဖုန်းတွေဘာတွေကိုမြင်ငင်ညာစစ်ကမဲပြီးတဲ့ခါကျလူတိုင်းနဲ့ကိုသားသမီးတွေကိုလွတ်လပ်ကူကူထွက်ထည့်ပေးလိုက်လို့မရဘူးဟာလာလမ်းထိတ်ထွက်တာအစာစိုက်ကားသမားနဲ့ထည့်ပေးလိုက်တာမျိုးလို့တိုက်စီသမားနဲ့ကျူရှင်ပို့လိုက်တာဒါတွေကတအားကိုအန်နေရများတယ်လူလိန်ဆိုတာဂျိုးမပါဘူးလူကောင်းနဲ့လူလိန်ကိုအမတို့ ချက်ချင်းခွဲခြားလို့မရဘူးသူ့ရဲ့လုပ်ရက်ကပေါ်လာမှသိရတယ်အဲ့တော့အမတို့ကြိုတင်တင်ဆင်မှုအနေနဲ့ online မှာပတ်သက်တဲ့လုပ်ငန်းတွေနဲ့ပတ်သက်ရင်အရင်တည်းထားတာကိုယ့်ရဲ့ bank account တွေပေးတာမျိုးတွေဟဟကိုယ့်ရဲ့ကိုယ်ရေးရာစုအချက်လက်တွေအပြည့်စုံပေးလိုက်တာမျိုးတွေကအရင်ကမှအန်တရာညားတယ်ဆိုတာမျိုးအမတို့ပညာပေးတဲ့ဟိုအချက်လက်တွေကိုထိထိရောက်ပေးရမယ်ဟိုတည်င်းအဖြစ်နဲ့ချိန်ညားနေမယ်ဆိုရင်တော့လူတွေကကြော်သွားမှာပဲဒီ target နဲ့ပတ်သက်လို့တည်င်းပေါင်းများများဆိုတိုင်းရက်ကမှတက်နေတယ်မီဒီယာဘိုင်းမှာတက်နေတယ်ဒါပေမဲ့လူတွေ ညီမနိုင်ငံလူတွေတယောက်ကစိတ်ဝင်စားဘူး။ဘာဖြစ်ဆိုကိုမခံရသေးသေးပြီ။ခံရလို့ဒီ survivor အနေနဲ့ပြန်လာလို့ရှိရင်အဲ့ဒီလူတွေကလူရသွင်းရမခံရတော့မြန်မာပြည်မှာဆိုပြီးလေ။ဝိုင်းတုံးပယ်ကျင်လိုက်ကြလား။ဟာနေရတော့ဟိုလူတကာနဲ့ဟိုဘယ်လိုပြောမလဲဘဝပြတ်သားတဲ့လူဆိုပြီးတော့လူပါကောင်းနေကျင်ပလိုက်တာဒီလူတွေကိုဖေးကူမဲ့အစားဘေးကိုဖယ်ထုတ်လိုက်တာကွာ။အဲ့တော့ဒီလူတွေကအသက်ရှင်နေစင်သွင်းပါလေ။လူတွေရဲ့ဖေးမပူစင်တာမှုမရဘူး။အဲ့တော့ suicide လုပ်တာလေဒါမျိုးတွေဖြစ်လာတာပေါ့နော်။ဆိုတော့ထောက်ပေါက်မရှိတော့အဲ့တော့အမားလူတွေကဟိုဘယ်လိုပြောမလဲဗုဒ္ဓဘာသာနိုင်ငံဗုဒ္ဓဘာသာတိုင်းပြည်လည်းဖြစ်တယ်။အဲ့တော့ဖျားရဲ့ဓမ္မတရားတော်တွေလည်းမှာ ။ဖြစ်တာလို့တရားချစ်ဖို့ပဲမှာကြတာ။တရားမျိုးတရားအဖြစ်ဖြစ်တာလို့ရှိလို့ရှိရင်အဲ့လူတရားကိုထိုးနှက်လိုက်တာမျိုးလို့ဟိုဖဲ့ချလိုက်တာမျိုးတွေကဖခင်ရဲ့စာမှာပြတ်မထားဘူးဒါဘယ်မှာလာမှမဆိုမပြတ်ထားဘူးတို့ဗုဒ္ဓဘာသာထေရဝါဒနိုင်ငံဆိုတာကအရန်ကိုမှရင်ကျင်းသောနိုင်ငံဆိုပြီးလူသိများတာဒီနော်ဆိုတော့ဒါကြီးအပေါ်ယံအဖြစ်နဲ့အတော့မချနေနေမှာတကယ်ကိုကိုရောက်စိတ်ပါလိုလိုလားလားနဲ့ဒီလိုမျိုး abuse လုပ်ခံရတဲ့လူတွေဟလာတို့ sex မှာ human trafficking လုပ်ခံရတဲ့လူတွေရောင်းစားခံရတဲ့လူတွေအားလုံးရဲ့ဟိုကိုစားကိုက common နေနေပဲဖြစ်ဖြစ်ဟလာဟိုလောက်ကြီးစားမှဒီအားဖြစ်ဖြစ် အကြံဉာဏ်လေးထပ်ဝင်ပေးလိုက်တာမျိုးလေးတွေကိုလေးလေးဆဆလေးနဲ့မှသတင်းလေးတွေနားထောင်ပြီးပြီးတော့မှ personally ကိုအပီရန်စီကိုတိုက်ခိုက်မဲ့အစားဒီလိုမျိုးလေးတွေဟိုဘယ်လိုပြောမလဲစိတ်လေးဝင်စားစွာနဲ့သတင်းလေးတွေဖြတ်ပေးမယ်ဆိုရင်ကိုမကားဘူးလားပေါ့နော်အမကတော့အဲ့လိုမျိုးပြောချင်တယ်တို့မြန်မာပြည်လိုမျိုးအသိပညာနည်းတဲ့မီဒီယာကိုကိုဘယ်လိုပြောမလဲအတင်းတက်ပြောရုံနဲ့တောင်းတဲ့လူတွေဟာအရန်အနေနဲ့ညားပါတယ်တိတ်တာကြောက်မီဒီယာကိုအတင်းတက်ပြောဖို့လား post တင်တဲ့ဟိုဘယ်လိုပြောမလဲလူနဲ့ comment မှာအတင်းပြောဖို့လောက်နေပြီအမတို့အသက်ရှင်နေမယ်ဆိုလို့ရှိရင်တကယ် ဒီလိုမျိုးလုံကုန်ကုခံရရတဲ့အခါကြလို့ရှိရင်ဘယ်သူမှကယ်လို့မရတော့ဘူးအဲ့တော့အဲ့လိုမျိုးတွေမဖြစ်ခင်မှာတည်င်းတစ်ခုပြရလို့ရှိရင်အဲ့တည်င်းကိုစိတ်ဝင်စားဆိုတော့နားထောင်မှာ ဒီလူတယောက်စေတနာနဲ့ကြောက်ပြနေတာတွေကိုစောက်ထားပြီးတော့မှ comment တွေပြောနေတဲ့အစားအော် तू ကတော့သူ့ရဲ့ဘဝအခြေအနေလေးအကြောင်းကိုတိတိကျကျရှင်းပြနေတယ်သူ့အညာလည်းသူဘလောက်ကြီးဟိုတိခါတွေကြားသွားတယ်လေမဟုတ်ဘဲနဲ့ပြောခံရတယ်ဟလာဟိုအမကဘလောက်ကြီးအခြေအနေဆိုးလဲဆိုအမကဆိုဘိုင်းပြတာဟဲ့အဲ့ကောင်မကပြည့်စံမပါလို့အမလီကန်ကောင်းတာပေါ့လို့ဒီလိုမိမနဲ့ကွဲသွားလို့အဲ့လိုမျိုးတွေကွာတိလားဆိုအမရဲ့တိခါလည်းဒီ email လေးတစ်ကြောင်းနဲ့အမကဆောက်ဆောက်မြုပ်သွားတယ်အမဘဝမှာလေဆိုအမလည်းဘာမှလည်းမဟုတ်တာလေသူတို့နဲ့ဆက်ဆက်တာလည်းမရှိဘူးဒါပေမဲ့လူတွေက comment လေးတစ်ကြောင်းဟိုပုတ်စေးတစ်ခုမြင်လိုက်တာနဲ့အာဒီလူကိုဆဲမယ်ဟာဒီလူရဲ့တိခါကိုချမယ်ဟာ ီလူကိုဘယ်လိုပြောလိုက်မယ်ဆိုတဲ့ဟာလေးပဲတွေးချသလားတိချက်ဟိုဘယ်လိုပြောမလဲစိတ်ချက်မြင့်မြင့်ကလေးနဲ့ညမတွေးနိုင်တော့ဘူးလားဟုတ်လားဒီမကောင်းတဲ့အတွေးအပြင်တခြားကောင်းတဲ့ positive vibe ကိုဒီလူကိုကိုင်းစာရေးမတွေးနိုင်ဘူးလားဆိုတဲ့မြင့်မားတဲ့စိတ်ကလေးကိုအမှရှေ့ဖေးချင်တယ်မြန်မာတိုင်းကိုဆိုတော့တချို့ရှိကြတယ်အသိပညာတတ်တယ်စာတတ်တယ်ပေတတ်တယ်လူတွေရှိကြတယ်ရိုးသားတဲ့လူတွေရှိကြတယ်နားလည်ပေးတယ်ဒါကိုလက်တွေ့ဖြစ်မှာမဟုတ်ဘူးเนาะဒီဘဝကိုထောင်စားခံရမှာမဟုတ်ဘူးဒီလိုတိတိလေးနဲ့အမဆိုလွတ်သွားခဲ့တယ်ဒါပေမဲ့အမစိတ်ပိုင်းဆိုင်မှာ trauma ရတယ်အမရဲ့အပေါ်မှာ take advantage လုပ်သွားတာအမကို ဘုံဘယ်လိုပြောမလဲအတော့ချသွားတာပေါ့နော်ဆိုတော့အမတစ်ခါလဲကြာတာလေဒါပေမဲ့ကို့မြမာတွေအချင်းချင်းကမှကို့လူမျိုးချင်းချင်းကိုမကာကွယ်ပေးဘူး supporting မလုပ်ပေးဘူးဆိုရင်ဘယ်သူမှအမကို supporting လုပ်ပေးမှာလဲဘယ်သူမှအမယုံကြည်ပေးမှာလဲပေါ့နော်ဆိုတော့ဒါကြီးက long term လीနော်ဒီစိတ်ခံစားချက်တန်းရာကြီးอ่ะဆိုတော့အမဆိုအခုဆိုလို့ရှိရင်ဘယ်လိုပြောမလဲအမအရင်ခံစားတယ်အမသားသမီးတို့လည်းအမစစ်စစ်မကြည့်ရဲကိုကမကောင်းတာမလုပ်ခဲ့ပေမဲ့လေဒီလိုတတိယတက်လာတဲ့ကောင်အမေဒါကြီးကအမှန်လားယဒီ file ထဲမှာအမေနာမည်ပါနေရဟုတ်လားယဆိုတော့မေးတဲ့ခါကတို့မမာတွေလို့ပေါ့ချက်ချင်း decision ချလိုက်တာဒီလိုကလူရောက်မှာဒီလိုကပြည့်စားဒီလိုကမကောင်းတဲ့နေမှာဆိုပြီးတော့ decision စောင့်ပြချက်တွေချပြီးတော့ပြောထည့်လိုက်တာဒီလူကိုမစားနိုင်ဒီလူရဲ့နောက်ွယ်ကိုမသိဘူးဒါမျိုးတွေကမြန်မာပြည်မှာအရန်ဖြစ်တယ်အဲ့ခါကိုလေအမတော်တော်လေးခံစားရတယ်ပေါ့နော်ဆိုအမှန်တမ်းပြောတာဒါပေမဲ့အမစိတ်နဲ့မကြပါဘူးဘာဖြစ်ဆိုအမရဲ့ဘဝရဲ့ကျွတ်ကြောင်ကားတဲ့အရာကိုအမပရိသတ်ကိုချပြနေဆိုတာကအမမဟုတ်တာမလုပ်ခဲ့တဲ့အတွက်ကြောင့်ပဲဒါပေမဲ့အမမှလည်း trauma တွေအများကြီးရှိတာပေါ့နော်ဒီလိုကြားလိုက်တဲ့အချိန်မှာတော်တော် shock ပြသွားတယ်အမတော်တော်တုံ့နှုတ်သွားတယ်ကိုလည်းမမလုပ်ခဲ့ပြီနဲ့ကိုတင်မျိုးကြီးစော်ကားခံရတယ်ဆိုတော့ဝိုင်းဆဲကြတာပေါ့အဓိကတော့ကိုကိုမီဒီယာနဲ့တစ်စိတ်ဒီ comment တွေနဲ့ကိုဖိအားပေးပြီးတော့မှကိုရဲ့တိခါကိုချတာပေါ့နော်ဒါကတော့အဆိုးဆုံးပေါ့လေ ဟုတ်ကဲ့ပါမအမဒီလိုမျိုးကြုံလာရတဲ့အခါမှာအမဘေးမှာဘသူတွေကရက်တည်ပြီးတော့ခွန်အားတွေပေးခဲ့ပါတယ်ရှင်ကိုကတော့ညီမလေးဘယ်လိုပြောမလဲအမအခုချိန်မှာဆိုလို့ရှိရင်အမရဲ့နေစားတော့အမသားသမီးတွေအမရဲ့အမျိုးသားပေါ့နော်သူတို့ဆိုရင်အမကအများကြီးအမစိတ်ပိုင်းဆိုင်မှာ support ပေးချင် mentally အမ emotionally ကြ breakdown ဖြစ်တယ်ဟိုစိတ်စိတ် ထိခိုက်တာပေါ့နော်ဆိုတော့ခါချာယောက်ျားငါမဟုတ်ဘဲနဲ့ဆက်ဆက်ခံရတယ်ငါဝိုင်းဆက်ဆက်ဆိုတော့အကိုကတော့ပြောမီဒီယာဆိုတာကတော့သတင်းတစ်ခုရပြီဆိုရင်ဖွာမှာပဲပေါ့နော်ပြီးတော့မင်းကအမိန်ခိုင်းလိုက်ဖြစ်တဲ့အခါကျတော့မင်းကိုမနာလိုတဲ့လူမင်းရဲ့အောင်မြင်မှုမင်းရဲ့တာယာလေးနဲ့ပျော်ရွှင်နေတဲ့အခြေအနေကိုမနာလိုတဲ့လူတွေကအများကြီးစောင့်ကြည့်နေကြတာအဲ့ဒီအခါကျမင်းကိုသူတို့ကကောမန့်ကနေပဲဆဲနိုင်တာတိလားသူတို့ရဲ့အဆင့်ကကောမန့်ကနေပဲမင်းကိုအပြစ်ပြောနိုင်တာသူတို့မစင်စားဘူးသူတို့က profile အထုတွေနဲ့သူတို့သူတို့ရဲ့တစ်ခါသူတို့မစင်စားတော့ဘူးလူတစ်ယောက်ကိုဆော်သွားဖို့အတွက်မင်းက celebrity ဖြစ်တဲ့အတွက်ဆိုမင်းဒီတိုင်းလေးခံရမယ်မင်းကအတင်မြင့်လေးလေးတိုင်းအဲ့ဒီအခါကျမင်းကစိတ်နဲ့ကြံ့နေလို့မရဘူးမင်းတန်ပါကြနေရတယ်ပြီးတော့မင်းဒါကိုတစ်ခု ကောင်းတာလုပ်လို့ရတာကမင်းကိုသူတို့ဘလောက်ပဲချုပ်ပိုင်းဆိုင်ရအရာဆုံကားဆုံကားမင်းတော်ကောင်းတယ်မထက်တယ်အဓိကမင်းရဲ့ရည်ရွယ်ချက်ကဒီလူတွေကိုကိုတီလူတွေကိုသင်ကန်းစာပေးချင်တယ်ကိုစုံခဲ့ရတဲ့တွေ့ကြုံနဲ့ကိုမတရားခံခဲ့ရတာလေကိုဘလောက်ပဲတိတ်ခါချာချကိုရဲ့ဘယ်လိုပြောမလဲဂုံတော့ကိုဘလောက်ပဲဆွဲချဆွဲချတဲ့ကံတန်းတွေပဲတွေ့တွေ့ခိမဘာမှပြန်မပြောနဲ့မင်းရဲ့အဓိကဟိုလောက်ရမယ်လောက်ကဒီလူတွေကိုပညာရအောင်ပြောပြရမယ်ဒီလူတွေကိုဟလား ဟိုတိတ်သွားအောင်ဒီလိုလူနေနေရှိတယ်လူကောင်းတွေကလူနေနဲ့လူကောင်းကဂျုံမပါတဲ့အတွက်ကြောင့်ခွဲခြားလို့မရဘူးဆိုတာလေပြီးရင် online ကိုဟာတွေကိုဘယ်လိုပြောမလဲ online ကနေဆက်သွယ်လာတဲ့ဒီကိုကိုယ့်ရဲ့ကိုယ့်ရဲ့အချက်အလက်တွေမပေးဖို့တက်မိသားစုကိုသူတို့တိအောင်နားရဝင်အောင်မင်းပြောရမယ်အဓိကမင်းအဲ့ဒါမလုပ်ပြရမှာသူတို့မင်းကို personal တွေတိုက်ခိုက်တာလေမင်းရဲ့ concept ကိုမင်းကိုမုန်းလို့ jealousy ဆက်ဘယ်လိုပဲတိုက်ခိုက်တိုက်ခိုက်အဓိကမင်းပေးချင်တဲ့ message ကိုမင်းရှာအောင်ပေးရမယ်အဲ့ဒီ message ကိုရအောင်ပေးမဲ့ media ကိုလည်းမင်းရှာရမယ်ဒါဆိုလို့ရှိရင်အနည်းဆုံးတော့မင်းပေါ်ရမှာကွာဟာလာဒီ emotionally mentally ဖြစ်နေတဲ့ trauma က ပြန်ပြီးတော့မှ healing ဖြစ်လာလိမ့်မယ်ပေါ့နော်သူတစ်ပါးကလည်းကိုကကောင်းတဲ့အရာလေး sharing လုပ်ပေးလိုက်တဲ့အတွက်ကြောင့်လူတွေလည်းစင်ကြယ်မိသွားမယ်တာဝေကရသွားမယ်လောက်ခဲ့လို့ရှိလို့ရှိလို့ဒီလူတွေကအားမငယ်ပဲနဲ့မှအဲဒီ survivor တွေကတည်းကအမငယ်ပဲနေမှာပြန်ပြီး healing ဖြစ်လာမယ်ကိုယ့်ကိုပြန်ပြီးကုစားလာနိုင်မယ်ပေါ့နော်ဒီလိုမျိုးနဲ့ပဲမင်းအသက်ရှင်သွားရမှာပဲမင်းကမကောင်းတာလုပ်ခဲ့တာမှမဟုတ်တာအဲ့အတွက်ကြောင့်မင်းကဘာမှလည်းရှက်စရာမလိုတိတ်နေကြရလည်းမလိုဘူးအဲ့လိုမျိုးဖြစ်ခဲ့တဲ့ main clay တွေကိုလည်းမင်းကရှက်စရာမဟုတ်တဲ့အကြောင်းဒါကကိုကမတရားခံခဲ့ရတာဖြစ်တဲ့အကြောင်းရောင်းစားခံခဲ့ရဖြစ်တဲ့အကြောင်းကိုကလုံချင်လုံလုံးမလုံလုံလလလုပ်ခဲ့တာမဟုတ်ဘဲနဲ့ကိုကိုရောင်းစားလာတာဖြစ်တဲ့အတွက်ကြောင့်မင်းတို့မှအပြစ်မရှိဘူးဆိုတာမျိုးကိုအမဆပ်ပုတ်ပေးနိုင်တယ်မင်းမှဖြစ်ရမယ်ဆိုတဲ့အကြောင်းအမအမမျိုးသားအမအမြင်ပြောပြတယ်အဲ့လိုကြောင့်အမအများကြီး healing ရတယ်ပေါ့နော်ဆိုတော့အမဘုသူစီရမဟိုတိတ်တိတ်ကြောင်အမမခံယူပါဘူးဖခင်နဲ့အမအမျိုးသားဟလာပြီးတော့အမရဲ့ချင်းကြီး ဘေးကနေမှရှိတယ်မိသားစုပေါ့တကယ်အမအများကြီး support ပေးတယ်ဆိုတော့ဒါလေးနဲ့ပဲအမခုချိန်မှာရက်တင်များပေါ့နော်ဟုတ်ကဲ့ပါအမအမအနေနဲ့ဗမာပြည့်ဆက်ပြောကြချင်ပါသေးတယ်ရှင်အမပြောချင်တာကလေအဲ့လိုပေါ့နော်ကိုယ့်ရဲ့ profile မပြရတိုင်းခလာကိုယ့်ကိုမမြင်ရတိုင်းစကားလေးကိုလွယ်လွယ်လေးနဲ့ဒုတိယကိုတိုက်ခိုက်လိုက်မယ်စာဒါအမမှမဟုတ်ပါဘူးသူတို့ဒီလိုမျိုးမီဒီယာမှာဘာ post တွေတိုက်ခိုက်နေပြောနေကြတဲ့လူတွေခါလေးခါလေးအမမေးကြည့်ချင်တယ်ဘယ်လိုတိုင်းမှာသူ့ရဲ့ရက်တင်မှုသူ့ရဲ့အဆက် ူရဲ့ဖြစ်တယ်လို့ဆိုရှိနေတာပါကိုယ်တဘောမဆတာလည်းကိုယ်တကယ်မဆတာဒီတဘောကြောင့်ဆိုလိုက်တာမြို့ဘသူကများဆတာလည်းသူပြောလဲမြို့ဘသူကများချောရဆင်းရဲသွင်းတာလည်းဆိုအမတို့ကငါချောတယ်သူငါဆတာလို့ပြောရမှာမဟုတ်ဘူးတော်တယ်မြတ်အမတို့ကိုပုံစံကိုစိုက်တယ်သူအမတို့ကစားအမတို့ပုံစံအတင်းအကျပ်ကိုလက်ခံတဲ့ဒီဘောမှာရှိနေတာဒါပေမဲ့ကိုယ်မစိုက်တယ်လည်းကိုယ်စိုက်မတွေ့တာလည်းဒီလိုကမျိုးဆိုးတယ်ဒီလိုကိုစိတ်ဓာတ်ကြောင့်ပြောရတယ်ဒီလိုကိုပတ်ပတ်ဆက်ဆက်ဝေဖန်လိုက်နေဆိုတဲ့ဟာကြီးတွေဒီစိတ်ကြီးတွေကိုပြင်ပါလို့လူတိုင်းမှာခံစားချက်ရှိတယ်အမတို့ထုတ်မပြောတာပဲရှိတယ်ဒါပေမဲ့အမအခုချိန်မှာထုတ်ပြောရဆိုတာအမကိုစုံကားလို့မဟုတ်ဘူးနောက်ပိုင်းမှာကလေးတွေဟဲ့လားအမရဲ့ကလေးတွေပဲဖြစ်ဖြစ်တခြားအဲ့လိုငယ်ငယ်နဲ့ under age တွေကိုကြည့်ပြီးတော့မှ 对不对？不看牛，你来看哪个？对不对？不看牛，点点点，我们不看牛，点点看哪个？我再摆牛几比面哪牛几比较慢？对，看里面。牛爹，牛牛牛牛，这边的鸟味，我刚刚都拉了。牛奶里面的浆牛的，牛奶里面的虫牛的，牛奶里面的屎产牛的。哎呦，我表老妹怎么先先弄半天嘛？过过期吧，老不老臭的，老邋遢的。牛奶里面的皮的，对没？没拉杂啦，白嘟嘛。 ဟိုဘယ်လိုပြောမလဲ perfect ဖြစ်မနေဘူးပေါ့နော်အဲ့ဒါလေးမျိုးအမှပြောချင်ပါတယ်စိတ်သက်လေးတွေမြင့်မြင့်ထားပါမီဒီယာကိုအကျိုးရှိရှိအသုံးချပါလို့မှဒီကနေ့ပြောချင်ပါတယ်ရှင်ဘေးကလေးတိုင်းကိုလည်းစိတ်နဲ့မကြသေးချင်ဘူးလမ်းမမရောက်အောင်လို့မိဘတွေကကာကွယ်ဆောက်ရှောက်ပါဒီလိုမျိုးကြားကြားဖြတ်လို့မျိုးဟာမျိုးတွေကမြန်မာနိုင်ငံမှာအများကြီးကြံနေပါသေးတယ်ဒါတွေကိုတူတူဆက်လက်ပြီးထောက်ထောက်ကြပါလို့မှပြောချင်ပါတယ်ရှင်ဟုတ်